မိဘတွေတဘောင်မတူလို့ခိုးပြေးအလားလမ်းမှာကံမကောင်းစွာနဲ့တိကွဲကွဲကြရဲစုံတွေမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီစုံတွေလေးအဖြစ်ကတော့အရန်ကိုစိတ်မကောင်းစရာပါပဲချစ်ချင်းမြတ်တာစစ်မှန်တော့လေကံကြမ္မာကရရက်ဆက်ဆက်တိကွဲခွဲရလိုက်ပါအခုနောက်ပိုင်းမသေးသင့်မဲ့အသက်ပေးလိုက်ရတဲ့သူတွေနဲ့မနေမနှော်ပါပဲနော်ဒီတဲမှာမှစိတ်မကောင်းစရာအကောင်းဆုံးကတော့မိဘတွေခွဲမှကြောင်းလို့ခိုးပြေးလာတဲ့စုံတွေလေးရဲ့စိတ်မကောင်းစရာဖြစ်ရလေတခုပဲဖြစ်ပါဒီဖြစ်စဉ်လေးကတော့ချမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းတောင်ကြီးသွားတဲ့ကာလန်တရက်ပူရွာမှာဖြစ်သွားခဲ့တာဖြစ်ပြီးတရက်ပူချင်းနဲ့ကျမ်းမာရေးရုံရှိအနီမှာတမီကြီးသားခိုးပြစ်လာတဲ့ဇုံတွင်မောင်းလာတဲ့ဆိုင်ကယ်ကိုကားနဲ့တိုက်မိခဲ့လို့ဇနီးလောင်ဖြစ်သူတီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ကားကတော့ဆိုင်ကယ်ကြီးလာသူဇုံတွဲကိုတိုက်မိပြီးဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့အမျိုးသမီးကကားနဲ့ချိတ်ပါသွားခဲ့တဲ့အတွက်တီးဆုံးသွားရတာဖြစ်ပါတယ်။ဒီဖြစ်ဆိုကြီးကတော့ဇွန်လ24ရက်ည8:00ဝန်းကျင်ကကားတစ်စီးအရှိန်လွန်ပြီးဆိုင်ကယ်ကိုတိုက်မိခဲ့တာဖြစ်ပါတယ်။ ထိုချင်းဆိုင်ကယ်နောက်မှလိုက်ပါလာတဲ့အမျိုးသမီးကို P30 ဝင်းကျင်အထိချိတ်ဆွဲပါသွားတဲ့အတွက်ကြောင့်အမျိုးသမီးတည်ဆောင်ခဲ့တာဖြစ်ပိုင်ဆိုင်ကယ်စီးလာသူနှုတ်ဦးမှာမိဘတွေသဘောမတူလို့ခိုးပြေးလာကြဖြစ်ပြီးဇနီးလောက်ဖြစ်သူအမျိုးသမီးကတော့အခုချိန်မှာတည်ဆောင်သွားပြီးအမျိုးသားကတော့ဈေးရုံတင်ထားရပဲဖြစ်ပိုင်လက်ရှိမှာကားနဲ့တိုက်ခဲတဲ့အမျိုးသားကတော့ကားကိုထားကထွက်ပြေးလွတ်မြောက်နေပြီးတန်ရာရရှိသူအမျိုးသားကတော့ အောင်ပန်းတိုက်နယ်စည်းရုံကိုပို့ဆောင်ခဲ့ပြီးတည်ဆုံးသူအမျိုးသမီးကိုစည်းရုံရှိရင်ခွဲရုံမှာပို့ဆောင်ပေးထားတာပဲဖြစ်ပါတယ်။ကောင်းလေးခမသူတက်တီတွေအကောင်သုံးပြီးကောင်မလေးကိုသွားခိုးတာခုတော့ကောင်မလေးအင်ကအမုန်းခံရတော့မှာပါ။အချစ်စစ်မိုင်မဖြောင်ဖြူဘူးဆိုပေမဲ့ခုလိုကြီးတိတ်ခွဲခွဲသွားခဲ့ရတော့ကြံခဲ့တဲ့ကောင်းလေးလည်းရှင်ခွဲရသလိုဆုံးသွားတဲ့ညီမလေးရောစိတ်မဖြောင်နိုင်တော့ပါဘူးသူတို့အပြော်လေးတွေမဆုံးသေးခင်မှာပဲ ကန်တရားကရရက်ဆက်ဆက်ခွဲလိုက်ပြီးပဲဖြစ်ပါ යි တည်ဆုံသွားရဲ့ကောင်းမလေးလည်းကောင်းရမွန်ရပုံပွားကိုရောက်ပါစေနောင်ဒီဘဝလိုမျိုးအဖြစ်မျိုးနဲ့မကြုံပါစေနဲ့အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မလိတ်တစ်ဖက်နဲ့မီးဖုတ်ချောင်းရောင်နဲ့နာမည်ကြီးမုတ်ခုတ်ရွှေဆိုင်မင်္ဂလာပါပရိသတ်ကြီးတို့ခုတစ်ခါမှတော့လွန်ခဲ့တဲ့အစနေဝင်းကျင်ကမုတ်ခုတ်နာမည်ကြီးရွှေဆိုင်မှာဝယ်ခဲ့တဲ့ရူဘီအထယ်တွေ အကောင့်မီးဖို့ကြောက်ဖြစ်နေရဲဆိုတာကိုတီးခင်ရလို့အခုလိုဝန်ခံပြောဆိုလာခဲ့ရပဲဖြစ်ပါဒီအမကတော့ကိုရီကတသိန်းရှိတသိန်းစုပြီးဝဲခဲ့ရမို့ပုံနှမျောမိရဲ့ဘာလို့ဝဲတော့ကမစစ်ခဲ့လဲဆိုအိတ်ခိအိတ်ခါကမီးဖို့အဲ့လောက်ခင်မစားသေးတာရောအနီအပြားတွေမှုရီထွက်တယ်လို့ပေါ်ရီကိုမျိုးကိုနယ်ကရွှေဆိုင်ဖြစ်နေရောညုံကြည့်မိတာတကြောင်မိုးကုံမြို့သူမြို့သားတွေကယူတာကြတော့မလုံးလောက်ကိုထင်တာကတကြောင်မှာ အခုတော့ရိုးသားတဲ့မိုးကုတ်ကသူတွေဘလောက်တောင်ခံလိုက်ရကြလဲမသိဘူးခုထိကိုရိုင်းကြောက်လောကတဲ့ဝင်လာတာအဲ့ဒီအထယ်တွေကိုတန်တရားစိတ်တစ်စက်မှမဝင်ခဲ့ဘူးအဲ့လောက်ထိယုံကြည်ခဲ့တာဒီရက်ပိုင်းမှာအထယ်ကိုဖျက်ပြီးအစ်စ်ဒီဇိုင်းလုပ်မင်းဆိုတော့သွားစစ်ကြည့်မှအပွင့်130ကျော်အကုန်ပြီးဖုတ်ပါရှင်လွန်ခဲ့ဆယ်စုနှစ်ကလည်းတန်ရာတန်ကြီးပြီးဝယ်ထားလို့ခုကီခုကယာကြီးပိုင်းတန်ရာမဲ့အထယ်မျိုးပါမတင်ခါလို့သူတို့စီကဝယ်ထားသမျှ အထည်အကောင်ကုန်နေစီပြည့်စစ်တာအကောင်မီးဖောက်ကြောက်တွေဖြစ်နေရဲ့ရူဘီနဂတ်နှစ်စုံရူဘီ6တန်းကုန်ကွင်လက်စွပ်တကွင်လွန်ခဲ့တဲ့10နှစ်က10ပိုင်းဝယ်ပေးခဲ့တဲ့အထည်မျိုးတွေပါဆိုင်ပြန်သွားပြောရအောင်လဲပေါင်းချာတွေကတခုမှမရှိတော့ဘူးဆိုတော့သွားပြောလဲမထူးလေဒါကြောင့်ကိုရီလိုမျိုးတသိန်းရှိတသိန်းဝယ်စုပြီး နှင်းဆယ်ရှိတင်ထားတော့တချိန်ကျရင်တံပိုးတက်မယ်လို့ထင်ခဲ့တဲ့သူတွေဘလောက်တောင်များနေမလဲမိုးကုတ်ရွှေဆိုင်နေမလိတ်တပန်းနေလောက်ရတာအံ့ဩနေဒါကြောင့်ကျမလိုစူဆောင်းတက်လို့ဝယ်ထားမိရင်လေသွားစီကြည့်ကြပါဦးနောက်ဆိုကြောင်းနဲ့ပသက်တာဝယ်ရင်ယုံကြည်စိတ်ချယုံကြည်စိတ်ချချစ်ချက်ကြိုက်တယ်လို့စလို့ရှာတဲ့နေရာစီကပဲဝဲကြပါလို့တိုက်တွန်းပါတယ်။အရင်ကလေးကမိုးကုတ်ကရွှေဆိုင်တော်တော်များများက မိုးကုတ်မီထီနဲ့မိုင်းရှူမီထီအာဖရိကထွက်တဲ့ဗရံများတွေပဲများပါတယ်။တဘာဝရောင်းတဲ့ဆိုင်ရှားပါတယ်။ကြောက်ကတဘာဝလားမီထီလားတော်တော်လေးမေးပြီးဝယ်ယူရပါတယ်။ခုဒီဒီဇိုင်းလုံးမီထီပဲသုံးနေကြများပါတယ်။တချို့ဆိုင်ကကြောက်ကိုမီထီကောတဘာဝကောတင်ထားပါတယ်။ဝယ်သူကဆက်စုပြီးမေးမှာဘယ်ဟာကတဘာဝဘယ်ဟာကမီထီဆိုတာသိရတာပါ။အများစုကကြောက်ရွှေရောင်းသူများသူတော်ဆွေနေမဟုတ်ကြပါဘူး။ အဲ့တော့မတူတော့အလုပ်လုပ်နိုင်ကြတာပါ။ဒါကြောင့်ဝယ်သူများကစီစစ်စစ်သေးနိုင်ပါမှတော်ရုံဖြစ်ပါလိမ့်မယ်။ဒါကြောင့်ပစ္စည်းဝယ်စုတတဲ့သူတွေဆိုရင်တီချာလေးစစ်ဆေးပြီးမှဝယ်ယူစေချင်ပါသေးတယ်။အခုလိုမီးပုတ်ကြောက်တွေဝယ်သူတွေဝယ်ထားမိကြပြီလဲပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မီးပုတ်တွေတပေါင်းမတူလို့ခိုးပြီးအလားလမ်းမှာကံမကောင်းစွာနဲ့တိကွဲကွဲခဲ့ရတဲ့အဆုံးတွေမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ ဒီဆောင်တဲလေးအဖြစ်ကတော့ရန်ကိုစိတ်မကောင်းစရာပါပဲချစ်ချင်းမြတ်တာစစ်မှန်တော့လေကံကြမ္မာကရရဆက်ဆက်တီခွဲခွဲရလိုက်ပါအခုနောက်ပိုင်းမသေးသင့်မဲ့အသက်ပေးလိုက်ရတဲ့သူတွေလည်းမနေမနှော်ပါပဲနော်ဒီထဲမှာမှစိတ်မကောင်းစရာအကောင်းဆုံးကတော့မိဘတွေခွဲမှကြောင်းလို့ခိုးပြေးလာတဲ့ဆောင်တဲလေးရဲ့စိတ်မကောင်းစရာဖြစ်ရလေတခုပဲဖြစ်ပါဒီဖြစ်စဉ်လေးကတော့ချမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းတောင်ကြီးသွားတဲ့ကာလန်တရက်ပုရွာမှာဖြစ်သွားခဲ့တာဖြစ်ပြီးတရက်ပုကျင်းလက်ကျမ်းမာရုံရှိအနီးမှာ တမီကြီးသားခိုးပြေးလာတဲ့ဇုံတွင်မောင်းလာတဲ့ဆိုင်ကယ်ကိုကားနဲ့တိုက်မိခဲ့လို့ဇနီးလောင်ဖြစ်သူတီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ကားကတော့ဆိုင်ကယ်ကြီးလာသူဇုံတွဲကိုတိုက်မိပြီးဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့အမျိုးသမီးကကားနဲ့ချိတ်ပါသွားခဲ့တဲ့အတွက်တီးဆုံးသွားရတာဖြစ်ပါတယ်။ဒီဖြစ်စိုးကြီးကတော့ဇွန်လ24ရက်ရ၈နိုင်ဝင်းကျင်ကကားတစီအချိန်လွန်ပြီးဆိုင်ကယ်ကိုတိုက်မိခဲ့တာဖြစ်ပါထိုချိန်ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့အမျိုးသမီးကို P30 ဝင်းကျင်အထိချိတ်ဆွဲပါသွားတဲ့အတွက်ကြောင့် အမျိုးသမီးတည်ဆောင်ခဲ့တာဖြစ်ပိုင်ဆိုင်ငယ်ကြီးလာသူနှုတ်ဦးမှာမိဘတွေသဘောမတူလို့ခိုးပြေးလာကြဖြစ်ပြီးဇနီးလောက်ဖြစ်သူအမျိုးသမီးကတော့အခုချိန်မှာတည်ဆောင်သွားပြီးအမျိုးသားကတော့ဈေးရုံတင်ထားရပဲဖြစ်ပိုင်လက်ရှိမှာကားနဲ့တိုက်ခဲ့တဲ့အမျိုးသားကတော့ကားကိုထားကထွက်ပြေးလွတ်မြောက်နေပြီးတရားရရှိသူအမျိုးသားကိုတော့အောင်ပန်းတိုက်နယ်ဈေးရုံကိုပို့ဆောင်ခဲ့ပြီးတည်ဆောင်သူအမျိုးသမီးကိုဈေးရုံရှိရင်ခွဲရုံမှာပို့ဆောင်ပေးထားတာပဲဖြစ်ပိုင်ကောင်းလေးခမသူတက်တီတွေအကုန်သုံးပြီးကောင်မလေးကိုသွားခိုးတာ ခုတော့ကောင်မလေးအိမ်ကအမုန်းခံရတော့မှာပါအချစ်စစ်မိုင်မဖြောင်ဖြူဘူးဆိုပေမဲ့ခုလိုကြီးတိတ်ခွဲခွဲသွားခဲ့ရတော့ကြံခဲ့တဲ့ကောင်လေးလည်းရှင်ခွဲရသလိုဆုံးသွားညီမလေးရောစိတ်မဖြောင်နိုင်တော့ပါဘူးသူတို့အပြော်လေးတွေမဆုံးသေးခင်မှာပဲကန်တရာကရရက်ဆက်ဆက်ခွဲလိုက်ပြီးပဲဖြစ်ပါတယ်တည်ဆုံးသွားတဲ့ကောင်မလေးလည်းကောင်းရမွန်ရပုံပွားကိုရောက်ပါစီနောင်ဒီဘဝလိုမျိုးအဖြစ်မျိုးနဲ့မကြုံပါစီနဲ့အဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် မလိန်တစ်ဖက်နဲ့မိဖို့ကြောင်ရောင်နဲ့နာမည်ကြီးမုတ်ကုတ်ရွှေဆိုင်မိင်္ဂလာပါပရိသတ်ကြီးတို့ရင်ခုတခါမှာတော့လွန်ခဲ့တဲ့10နှစ်ဝန်းကျင်ကမုတ်ကုတ်နာမည်ကြီးရွှေဆိုင်မှာဝယ်ခဲ့တဲ့ရူဘီအထယ်တွေအကောင်မိဖို့ကြောင်ဖြစ်နေရဆိုတာကိုတီးခဲ့ရလို့အခုလိုဝန်ခံပြောဆိုလာခဲ့ရပဲဖြစ်ပါဒီမှာကတော့ကိုရီကတသိန်းရှိတသိန်းစုပြီးဝယ်ခဲ့တာမို့ပုံနှမျောမိရဲ့ဘာလို့ဝယ်တော့ကမစစ်ခဲ့လဲဆိုအိတ်ခိအိတ်ခါကမိဖို့အဲ့လောက်ခင်မစားသေးတာရော အနီအပြားရီမှိုရီထွက်တယ်လို့ဗော်ရီကိုမျိုးကိုနယ်ကရွှေဆိုင်ဖြစ်နေရောယုံကြည်မိတာတကြောင်မိုးကုံမြို့သူမြို့သားတွေကယူတာကြတော့မလုံးလောက်ကိုထင်တာကတကြောင်မှာအခုတော့ယူတာတဲ့မိုးကုတ်ကသူတွေဘလောက်တောင်ခံလိုက်ရကြလဲမသိဘူးခုထိကိုရိုင်းကြောက်လောကတဲ့ဝင်လာတာအဲ့ဒီအထယ်တွေကိုတန်တရားစိတ်တစက်မှမဝင်ခဲ့ဘူးအဲ့လောက်ထိယုံကြည်ခဲ့တာဒီရက်ပိုင်းမှာအထယ်ကိုဖျက်ပြီးအစ်စ်ဒီဇိုင်းလုပ်မယ်ဆိုတော့သွားစစ်ကြည့်မှအပွင့်130ကျော်အကုန်ပြီးဖုတ်ပါရှင်လွန်ခဲ့တဲ့ဆယ်စုနှစ်ကလည်းတန်ရာတန်ကြီးပြီးဝဲထားလို့ ခုကိခုကယာကြီးပိုင်းတန်ရမယ့်အထည်မျိုးပါမတင်ခါလို့သူတို့စီကဝဲထားသမျှအထည်အကုံကုန်နေစီပြည့်စစ်တာအကုံမီးဖောက်ကြောက်တွေဖြစ်နေရဲ့ရူဘီနဂတ်နှစ်စုံရူဘီ၆တန်းကွန်ကွင်လက်စွပ်တစ်ခွင်လွန်ခဲ့တဲ့ဆယ်နှစ်က၁၀ပိုင်းဝယ်ပေးခဲ့တဲ့အထည်မျိုးတွေပါစိုင်းပြန်သွားပြောရအောင်လေပေါင်းချာတွေကတခုမှမရှိတော့ဘူးဆိုတော့သွားပြောလဲမထူးလေဒါကြောင့်ကိုရီလိုမျိုးတသိန်းရှိတသိန်းဝယ်စုပြီ နှင်းဆယ်ရှိတိမ့်ထားတော့တစ်ချိန်ကျရင်တံပိုးတက်မယ်လို့ထင်ခဲ့တဲ့သူတွေဘလောက်တောင်များနေမလဲမိုးကုတ်ရွှေဆိုင်တွေမလဲတပန်းတွေလောက်ရတာအံ့ဩနေဒါကြောင့်ကျမတို့စူဆောင်းတက်လို့ဝယ်ထားမိရင်လည်းသွားစီကြည့်ကြပါဦးနောက်ဆိုကြောင်းနဲ့ပတ်သက်တာဝယ်ရင်ယုံကြည်စိတ်ချယုံကြည်စိတ်ချချစ်ချက်ကြိုက်သလိုစလိုရှိုင်းနေရာစီကပဲဝဲကြပါလို့တိုက်တွန်းပါတယ်။အရင်ကတည်းကမိုးကုတ်ကရွှေဆိုင်တော်တော်များများက မိုးကုတ်မီထီနဲ့မိုင်းရှူမီထီအာဖရိကထွက်တဲ့ဗရံများတွေပဲများပါတယ်။တဘာဝရောင်းနေဆိုင်ရှားပါတယ်။ကြောက်ကတဘာဝလားမီထီလားတော်တော်လေးမေးပြီးဝယ်ယူရပါတယ်။ခူဒီတဆိုင်လုံးမီထီပဲသုံးနေကြများပါတယ်။တချို့ဆိုင်ကကြောက်ကိုမီထီကောတဘာဝကောတင်ထားပါတယ်။ဝယ်သူကဆက်စုပြီးမေးမှာဘယ်ဟာကတဘာဝဘယ်ဟာကမီထီဆိုတာသိရတာပါ။အများစုကကြောက်ရွှေရောင်းသူများသူတော်ဆွေနေမဟုတ်ကြပါဘူး။ ဲ့တော့မတူတော့အလုပ်လုပ်နိုင်ကြတာပါ။ဒါကြောင့်ဝယ်သူများကစီစစ်စစ်သေးနိုင်ပါမှတော်ရုံဖြစ်ပါလိမ့်မယ်။ဒါကြောင့်ပစ္စည်းဝယ်စုတတဲ့သူတွေဆိုရင်တိချလေးစစ်ဆေးပြီးမှဝယ်ယူစေချင်ပါသေးတယ်။အခုလိုမီးပုတ်ကြောက်တွေဝယ်သူတွေဝယ်ထားမိကြပြီလဲပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။